ရှင်အခုပေါ့နော်ပထမဆုံးအနေနဲ့ဒီမြန်မာပြည်မှာဆိုရင်ဒီအသေးအောင်ဘီဘိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာလူတွေစပြီးတော့သတိထားမိလာတာအဖြစ်များတာအဖြစ်များလာတဲ့အချိန်ပေါ့နော်ဆရာအဲဘယ်အချိန်လောက်ကများဖြစ်မလဲဆရာကြီးအာတိတိကျကျတော့မသိပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာပြည်မှာဒီဆရာယူခမောင်တင်ဆိုသူကအသေးအထုခုအနေနဲ့စပြီးတော့လုတ်ခဲ့လုတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့အဲ1980လောက်မှာ ညာတို့ဒီမြန်မာပြည်မှာဒီသူစည်တနာအားတွေကောင်းတဲ့အခါကျတော့ဒီအသေးရောယောဂတွေနဲ့ပတ်သက်ပြီးတော့အဲဒီမြန်မာပြည်မှာဆွေးနွေးပွဲတွေလုပ်တဲ့နိုင်ငံခြားကဆွေးနွေးပွဲတွေလုပ်တဲ့ဆရာကြီးကမောင်တွေကအချိန်ချင်းအပမှန်သွားလာပြီးတော့ဒီဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကဒီအသေးရောယောဂတွေအကြောင်းကိုသိလာတော့အဲဒီအချိန်ထဲမှာကျွန်တော်တို့အဲ1900အဲ80 5ခုနှစ်လောက်ဒီဒီအဲ့တော့အဲ့နှစ်တော်သေးသေးချာချာမမှီဘူးနော်86ဖြစ်မလားဒီ85ဖြစ်မလားဒီအဲ့ဒီမှာကျွန်တော်တို့ outbreak တွေဖြစ်တယ်ဒီတဲရောင်ယောက outbreak တွေဖြစ်တယ် outbreak တွေဖြစ်တဲ့အခါကျတော့မန္တလေးရန်ကုန်ဗောလမြိုင်အဲ့လိုဖြစ်တဲ့အခါကျတော့အဲ့ဒီအချိန်မှာဘာယောဂလဲလို့စမ်းလိုက်တဲ့အခါကျတော့အဲ့ဒီဟာတွေဟာ အေမဟုတ်ဘီမဟုတ်ဆိုပြီးတော့သူတို့ကနောင်းနေနောင်းပြီးဆိုပြီးတော့ပြောတာအဲ့တော့ဘာလို့ဒါကိုပြောရတယ်ဆိုတော့အသေးအောင် A B C D E ဟုတ်လားဒါတွေရဲ့ယောဂလက္ခဏာတွေအတူတူပဲသူတို့ကိုတွေးစမ်းနဲ့တွေးစစ်ပြီးတော့သူတို့ရဲ့ markers ခေါ်တာပေါ့ A ရဲ့ marker B ရဲ့ marker စသဖြင့်အဲ့ဒီလို marker C နဲ့ကြာမှသာအဲ A ယောဂပဲ B ယောဂပဲလို့သိတာအဲ့တော့ B ရဲ့ယောဂပိုးကိုစမ်းနိုင်တဲ့ အနည်းကိုအဲ့ဒီအချိန်တော့ကျတော့ပေါ်နေပြီအေးရဲ့ယောဂဘိုးကိုစမ်းနိုင်နေမှာကလည်းပေါ်နေပြီပေါ်တော့စမ်းကြည့်လိုက်တော့အေးလည်းမဟုတ်ဘူးဘီလည်းမဟုတ်ဘူးစသဖြင့်တိလာတယ်အဲ့ဒီအချိန်မှာကိုအသေးယောဂအဲ့ဒီမှာကျွန်တော်တို့ဘီပိုးတွေအာတို့စီပါရှိနေတယ်ဆိုပြီးတော့လိလာမှုတွေလောက်ကြတာပေါ့နော်အဲ့ဒီ90 1990 80ပတ်ဝန်းကျင်တော့မဟုတ်ဘူးငွေလည်းစမ်းနိုင်နေ20လောက်ပေါ့အဲ့ဒီအချိန်မှာဒီမှာစမ်းလိုက်တဲ့အခါကျတော့ အကျမ်းမရဖြစ်ဆိုရင်ကျွန်တော်တို့ဆယ်ရခိုင်နှုန်းလောက်မှရှိတယ်လို့သိရတယ်ပေါ့ဆယ်ခိုင်နှုန်းဆိုတာအမှန်တမ်းများတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာလည်းပဲဒီကာဝယ်ဈေးကပေါ်လာတယ်ပေါ့ကာဝယ်ဈေးပေါ်လာတယ်ကတိတ်တော့အမ်းကောင်းတယ်လို့အခုဗမောက္ခဒေါက်တာခင်မဝင်းကနေပြီးတော့ဒီဒါအသေးရောင်ပြီးကိုကာဝယ်ဈေးတွေအဲ့ဒီအချိန်မှာစပြီးထိုးနေတယ်ခြေခြေပြွန်ပြွန်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ထိုးတဲ့လူတွေတော့တော်တော်များတာပဲအဲ့ဒီအချိန်ကစပြီးကျွန်တော်တို့ဒီဘိုးကိုတိလာကြတာပါပဲ ဟိုအဲ့ဆိုဆရာအခုလက်ရှိပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ဒီအသက်ရောင်ဘီပိုဖြစ်ပွားမှုအခြေအနေပေါ့နော်ဆရာရာခိုင်နှုန်းအောင်ဘယ်လောက်ထိအဖြစ်များနေလဲဆရာကြီးအဲကျွန်တော်တို့အတိအကျမသိဘူးဟုတ်ကဲ့ကျွန်တော်တို့ဒီဘီပိုကိုဖြစ်နှုန်းကတော့ခုနငွေရဲ့ဆယ်နှစ်လောက်ကစမ်းထားတဲ့ data တွေရရှိရခိုင်နှုန်းဆရာခိုင်နှုန်းတော့ရှိမယ်လို့သိရတယ်ပေါ့နော်ဘီပိုမှာကထိရောက်တဲ့ကာဝယ်ဆေးတော့ရှိထိရောက်တဲ့ကာဝယ်ဆေးကိုကျွန်တော်တို့ကျေရပြန့်ပြန့်ထိုးမယ်ဆိုရင်တော့ဘီပို ူးစက်မှုနှုံးနေရနဲသွားနေတာပေါ့ဒါမှမဟုတ်ဒီကာဝေးစီးသေးလုပ်ငန်းကလည်းပဲအခုမှအဲမွေးကင်းစားတွေမှာစတဲ့သဘောပေါ့နော်စတာနှစ်နှစ်တန်နေသုံးနှစ်တန်နေဒီလောက်ပဲရှိနောက်ပြီးတော့ဗီဘိုးဟိုကုထုံးအနေနဲ့တိတိကျကျကုနေတယ်လို့လည်းမရှိဘူးရှိတဲ့အခါကျတော့ယောဂကုနေတာတော့ဆက်ကုနေတာပဲဟုတ်လားကုနေတဲ့အခါကျတော့ဒါအဲပိုပြီးတိုးမယ်လို့တော့ထင်တယ် ရောသွားမယ်လို့တော့မထင်ဘူးဒါမှမဟုတ်လို့ရှင်ဒီဆယ်ခိုင်နှုန်းလောက်မှာပဲတန်းနေချင်းတန်းနေမယ်ပေါ့ကျွန်တော်တို့တိကျတဲ့ data တွေကျွန်တော်တို့မှာမရှိဘူးဟုတ်ကဲ့ပါဆရာဒါဆိုရင်ဒီ B ပိုးကြောင့်ဖြစ်နိုင်တဲ့ဟိုနောက်ဆက်တွဲယောဂါတွေရောဆရာကြီးပါတယ်ဖြစ်နိုင်တယ်နောက်ဆက်တွဲယောဂါတွေအသေးနာရာရှိအသေးရောင်ပေါ့နော်အဲပထမတော့ B ပိုးဝင်နေဆိုလို့ရှင်ဖြစ်နိုင်တာတစ်ခုရှိရအကျုပ် hepatitis လို့ခေါ်တယ်ဒီဒီအသေးရောင်တာပေါ့ရောင်ခဏနေပျောက်သွားတော့ပေါ့ဒါကဒီ လူကြီးကလေးဖြစ်တာမတူဥမာလူကြီးအရွယ်ပါဒီပြီးဖို့ဝင်ခဲ့လို့ရှိရင်သူကအဲယောဂလက္ခဏာတွေပြတယ်အသေးအလာမြေလုံးဝါရဲလို့အလာညာပဲရင်ပတ်အောင်နေလို့စီးတွေဝါရဲလို့မစားရင်မတောက်ချစ်ဖြစ်လို့ယောဂလက္ခဏာတွေပြပြပြီးလို့ရှိရင်သူကလူတရားမှာ65ရာခိုင်နှုန်းကတော့အလိုလိုပြောက်သွားတယ်။အဲခိုင်နှုန်းကမပြောက်ဘူး။နာရာရှည်တဲ့အောင်ဆိုဖြစ်တယ်။ ်ကလေးဘဝမှာဝင်ရင်30ရခိုင်နှုန်းကပျောက်တယ်80ခိုင်နှုန်းကမပျောက်ဘူးနာရရှိတဲ့ရလို့ကဖြစ်တယ်ငွေကင်းစမှာဝင်လို့ရှိရင်ဒီ65ရခိုင်နှုန်းကဒီနာရရှိတဲ့ရဖြစ်တယ်900ရခိုင်နှုန်းကတော့ပျောက်ဒါပေမဲ့ယောဂလက္ခဏာကျမပျောက်ဘူးခုနဝင်လို့ဝင်မှန်းတောင်မသိဘူးနော်ဝင်လို့ဝင်လို့မှမသိဘူးအဲ့ဒီလိုတွေရှိတယ်နာရရှိတဲ့ရဖြစ်ပြီလို့ရှိရင်တဖြည်းဖြည်းနဲ့တိုးသွားတဲ့အခါကျတော့အသေးချောက်အသေးချောက်တွေဆိုတာအဲဒီရေဖြင်းဆွဲတာတို့ဟုတ်လား ပိုက်ကြည့်ဘူးလာပြီးတော့လေနောက်ပြီးခြေောက်ကလေးရောင်လာတော့အဲနောက်ပြီးနှစ်ထင်းလေးချိုက်ဟောလေနောက်ပြီးတော့တစ်ခါတည်းကိုယ်ပေါ်မှာအနီးစက်လေးတွေပေါ်လာတော့မိန်းမတွေမှာတာမြတ်တိမ်သွားတယ်ယောက်ျားတွေမှာဆိုရင်တာမြတ်စူတယ်ဝေးစရာတိမ်တယ်နောက်ပြီးတော့ဂျိုင်းမွေးတွေစီကုံမွေးတွေအဲ့ဒါတွေပါသွားတာပေါ့နော်အဲ့ဒီလိုမျိုးလုံးဝါတယ်ပေါ့အဲ့ဒါမျိုးတွေအဲဖြစ်လာတာပေါ့နော်လက်သေးလက်တွေပါလေဒီလိုတင်းတင်းပုတ်လိုပဲအဖျားလေးတွေတင်းပုတ်ကလေး clubbing လို့ခေါ်တယ်အဲ့ဒါမျိုးတွေဖြစ်လာတာပေါ့ အဲ့ဒါအဲ့ဒီတဖြည်းဖြည်းတိုးသွားတော့အသေးကင်ဆာပေါ့အဆိုးဆုံးကတော့အသေးကင်ဆာပဲနောက်ဒီပိုးမှာကသူကအသေးချောက်ပြီးမှအသေးကင်ဆာဖြစ်တာလည်းရှိတယ်အသေးမချောက်ဖိနဲ့အသေးကင်ဆာဖြစ်တာလည်းရှိအဲ့ဒီလိုသူကအဲချိုးချိုးစက်တည်ရှိပါဘူးပေါ့နော်ဒီလူလူသားမှာသိထားတာအဒီအသေးရောင်ဘီပိုးကဒီဟိုလူကနာကွာထွက်တဲ့အရင်ရွဲတို့ဟိုချွေးတို့ဘာလို့ပေါ့နော်အရေးတို့အဲ့လိုမျိုးကကူးနိုင်နေဆိုပြီးသိထားကြရပေါ့နော်ဆရာအဲ့တော့ ဒီလိုမျိုးဥမာရွေးရွေးချဲကိုတယောက်တောက်ပြီးတော့ဘီဖို့ရှိတယ်လို့တောက်ပြီးနောက်တယောက်ကဆက်တောက်တာတို့ဟင်းကြုံအတူတူတောက်တာတို့ပေါ့နော်ပြီးတော့ကားပေါ်မှာအဲ့လိုအပားချင်းထိရွှေရသင်ကူးနိုင်တာမျိုးပေါ့အဲ့လိုမျိုးတွေလည်းဟိုအမှတ်ထားအမှတ်နေကြတယ်ပေါ့နော်အဲ့ဒီအပေါ်ဆရာကြီးဟိုဘယ်လိုကူးဆက်တယ်လဲပေါ့နော်အဲ့လိုမျိုးကူးဆက်နိုင်လားဆိုတာလေးလည်းပြောပြပေးပါဦးအဲကျွန်တော်ဘီဖို့ကပိုးအများကြီးပါတဲ့ဟာကသွေးထဲမှာပါတယ်သွေးရည်ကြီးထဲမှာပါတယ်အနာမန်းကြီးထဲမှာပါတယ်ဘယ်လိုပါလဲပေါ့နော်အတန်အသင့် များများကတော့တုတ်ရည်တို့မင်းမကူကထွက်တဲ့အရည်တို့အဲ့လိုမျိုးပါတယ်ဒီနည်းနည်းပပပါတာတော့နို့ရည်တို့နော်ချွေးတို့ဒါမပါတော့လဲပြောလို့ရပါတယ်ရွှေတို့မနည်းနည်းပပပါတယ်တော့ရှင်ပပတော့လဲဖြစ်တယ်အဲ့တော့သူတို့ကတော့ပင်မကူးတာကတော့တွေးတွင်းနာတို့အတန်ရှင်းတဲ့ဆေးထုတ်ကတုံးနာတို့နောက်ပြီးတော့ကျွန်တော်တို့ဒီအာမြွေစီဝါတုံးနာတို့ပေါ့နော် လွားနှုတ်တာတို့အဲ့လိုမျိုးကုတယ်နောက်ပြီးတော့အမေကနေကလေးကိုကုတယ်အမေကမွေးစဉ်ကာလမှာပေါ့နော်အဲ့လိုကုတာမျိုးတွေပင်မရှိတယ်နောက်ပြီးတော့လိန်ဆက်ဆံတဲ့အခါမှာကုရယ်ဒါဒီလိန်မကာဝယ်မဲ့ဆက်ဆံလို့ရှိရင်ကုရယ်ဒီလိုဒါပင်မကုရယ်လို့ပြောတယ်ဒါပေမဲ့လူရဲ့ချွေးရကုရယ်လို့ဆိုတော့တော့မရှိဘူးစရွေးရကုရယ်လို့တော့မရှိဘူးဒါပေမဲ့လို့ဘလို့ဖြစ်နိုင်လဲဆိုတဲ့အခါကျတော့ဥပမာလူမှာအပွန်းပဲ့ရှိနေတယ်ဆိုပါတယ်နော်အပွန်းပဲ့ရှိနေတဲ့အခါကျတော့ အဲဒီအပွန်းပဲရှိနေတဲ့လူတယောက်မှာတော့ဒီခုနကတော့အဲသွေးတို့အဲဟလာခုနကတော့အနာမန်းရည်တို့ ਨੇ ထိသွားလို့ရှိရင်တော့ကူးနိုင်တာပေါ့အဲတော့လူတယောက်ကဥမာဟင်းညိုခွဲတူတူတောက်တယ်ဆိုလို့ရှိရင်သူပါဇက်ကပဲ့နေတဲ့ခါနဲ့ဘုကပါဇက်ကပဲ့နေတဲ့ခါじゃဟုတ်လားဟင်းညိုကလည်းအေးနေမှာပေါ့ကူးနေတော့လည်းတေးတော့ပေါ့ဘယ်ဟင်းညိုကလည်းအေးနေတဲ့ဆိုရင်ကူးနိုင်တာပေါ့အဲတော့များသောအားဖြင့်ကတော့ခင်းနေစားတဲ့အခါမှာပေါ့နော် ဇွန်းနဲ့ဟင်းကိုခတ်တယ်ဇွန်းနဲ့ဟင်းကိုခတ်တဲ့ခါကျတော့ဒီပြဿနာမရှိဘူးဒါပေမဲ့ဟင်းဟင်းရည်ပေါ့ဟင်းရည်တောက်တဲ့ခါကျတော့ဟင်းကျိုရည်ဇွန်းသူ့ပါဇာကိုဇာထဲ့တာရှိတယ်ဆို။ကောင်းလာတော့အဲခုနကမကူးတတ်ဘူးဆိုပေမဲ့လို့လေအဲဟင်းကျိုပကံပေါ့နော်တတ်တတ်ထားလိုက်တာကောင်းတယ်ပေါ့။နောက်ပြီးလက်ဖက်တုပ်တို့ဟုတ်လားလက်ဖက်တုပ်စားတဲ့ခါသူ့ကြောက်ဇွန်းစားတာတို့နောက်ကျတော့ဒီ ပန်းသီးတို့ပါတော့လေတယောက်တစ်ခိုက်စားရမျိုးတွေအဲ့ဒါမျိုးတွေလုတ်တက်ကြတာပေါ့နော်အဲ့ဒါမျိုးတွေမလုတ်ဖို့ဒါလည်းဘာလို့ကောင်းအောင်သွားတဲ့ခါလူထီးချွေးနဲ့ပူတာတော့မကူတတ်ပါဘူးလို့ထင်တယ်အခုတချို့ပေါ့နော်ဆရာကြီးဒီမိသားစုဝင်နေမှာဆိုဘီဘိုးရှိတဲ့လူမျိုးဆိုရင်သူ့ရဲ့ဟိုစားတောက်တဲ့ပကံတို့ခွက်တို့ကစားလို့တက်တက်အဲ့လိုမျိုးကူးမှကြောက်လို့ဟိုတက်တက်ထားပေးကြတယ်ဘာလို့ရှိရလို့ဟုတ်ကဲ့တဘူတန်တို့ဘုန်းဆေးရိတ်ဓာတ်တို့ဒါတွေတီးတန့်ထားမှာပေါ့နော် နောက်ပြီးတော့ခုနကတော့စာတပ်ပုဂံကတော့ခုနဟင်းကြီးကွဲ့တတ်တတ်ထိုင်ကောင်းတာပေါ့ဒါဟိုမကောင်းဘူးတော့မဟုတ်ပါဘူးကောင်းပါတယ်လေးတွေလောက်တာဒီဘီဘိုးရှိတဲ့အတွက်အခုဆိုဒီလုပ်ငန်းခွင်တွေမှာဘီဘိုးရှိဒီလိုမျိုးအလွယ်တကူကူးဆက်နိုင်တဲ့အလုံးမခန့်တာတို့ပေါ့နော်ဒီလုပ်ငန်းခွင်မှာတို့အနေနဲ့ညှိနှာဆုံးရှုံးမှုတွေဖြစ်ပေါ်ရယ်ပေါ့နော်ဆရာကြီးအဲ့ဒီအပေါ်ဆရာရဲ့အမြင်လို့ပြောပြပြောအောင်ဆရာကြီးဒါကတော့ဒီလုပ်ငန်းခွင်မှာလုပ်ငန်းခွင်လည်းအမျိုးမျိုးရှိတာပေါ့နော် မသူနာပြုလုပ်ငန်းလို့ဟုတ်လားနောက်ပြီးတော့လူတွေကဥမာဒီကေယာလုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ဒါမခန့်ဘူးပေါ့နောက်ပြီးတော့ခါရ Amphoses တွေပေါ့တောင်နဲ့တောင်ပုတ်တိုက်တဲ့မျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ခန့်ရတာခက်တာပေါ့ဘာသာသွေးထွက်တန်ရရှိတဲ့နေရာမျိုးဒါပေမဲ့ဂျန်တဲ့လုပ်ငန်းတွေဥမာလုပ်ငန်းမှာဘာမှလုပ်မယ်ကွန်ပျူတာကိုင်မယ်စီရင်ကိုင်မယ်ဟုတ်လားဒါတွေမခန့်တာကတော့ discrimination လုပ်တာဖြစ်နေတယ်ဒါကတော့ ကျွန်တော်တို့ပြည်သူလူထုလုပ်ငန်းရှင်တွေကို၌ကနားလေလာမှာအဲလုပ်ငန်းဝင်မှာရှိတဲ့လူတွေလည်းနားလေလာမှာရခုနကကမိရဲအမိလေးကိုပြန်ပြီးတော့ဖြေအောင်မယ်ဆိုလို့ရှိရင်အိမ်ငွေသားတွေကပကံခွဲရောက်တိထားတာတော့ဟုတ်ပါတယ်ဒါပေမဲ့လို့ပိုကောင်းတာကတော့ဘောနော်အိမ်ငွေသားတွေကာဝယ်စည်းထိုးတာကာဝယ်စည်းသိက္ခိရောက်ဟုတ်လားကာဝယ်စည်းသုံးလုံးအပြည့်ထိုးလို့ရှိရင်ဒီအလုံးကိုလုံလုံချုံချုံကာဝယ်နိုင်တယ်ခုနကကခွဲထားတယ်လို့ဟုတ်လား တည်တံ့ထားတယ်လို့ဆိုတာတော့ကာဝင်နိုင်တော့မှန်ပါတယ်ဖေးချင်းမှအယူပေါက်ရှိပြီးတော့ကူးသွားမယ်ဆိုတော့မပြောနိုင်ဘူးကာဝင်စည်းထိုးထားတာကတော့ဒါတေချာပေါက်လုံခြုံတာပေါ့အဲအလုံရှင်တွေကလည်းအဲသူတို့ရဲ့လုပ်ငန်းခွင်ရလူတွေကိုကာဝင်စည်းထိုးပေးတာဟုတ်လားကာဝင်စည်းလူတိုင်းထိုးရမယ်ကိစ္စနောက်ပြီးတော့ခုနကလူကအသိခံလို့ဘီဘိုးရှိတဲ့လူဆိုလို့ရှိရင်လည်းမခံဘူးဆိုတာလည်းမကောင်းပါဘူးဒါကဘယ်လိုပြောရမလဲဆိုတော့လည်းလည်းမသိဘူး ်အဲ့ဒါအပြင်းအစာဆောင်တွေလည်းရေးတယ်အဲကျွန်တော်ဒီအတန်လွင့်ဌာနတွေပြည်ပြည်တန်ကြားတန်လွင့်ဌာနတွေလည်းပြောတယ်ဒါရီ discrimination လုပ်တာဟုတ်လားတချို့လုပ်ငန်းခွင်တွေကတော့မှန်ပါတယ်ဒီပြည်ပိုးရှိတဲ့လူတွေကိုခံလို့မရဘူးဒါပေမဲ့ချို့လုပ်ငန်းခွင်တွေကတော့ဟုတ်လားဒါခံပြရသူတို့မှဒီပြည်ပိုးရှိတဲ့အတွဲဟုတ်လားကျမ်းမာရေးကုသရေးတွေစံတက်ခါတွေကုန်ဝင်ဒီလူတွေကိုအလုပ်မပေးဘူးဆိုတော့ဒါမဆိုးပြဘူးလားအဲ့တော့ဒါတွေ ကျွန်တော်တို့ discrimination ကိုပေါ့နော်အဲဒီအသိရှိရှိနဲ့ဒါကာကွယ်မှပဲရမှာပဲအသိရှိရှိနဲ့လုပ်ပေးကြရမှာပဲ thank you